leadership ဒီ formal leadership နဲ့ informal leadership ဆိုပြီးတော့မျိုးရှိပါတယ် formal leadership ဆိုတာကတော့ဒီအထက်ကနေပြီးတော့ကိုယ့်ကိုဒီနေရာရဲ့ဒါ leader လို့တော့သုံးမှာတော့မဟုတ်ဘူးများသောဖြင့်သုံးမှာက manager ပေါ့နော်အဒီဌာနရဲ့ဥဆောင်သူဒီဌာနရဲ့အုပ်ချုပ်သူဒီဌာနရဲ့ manager အဖြစ်နဲ့သူ့ကို legitimate power ပေးလိုက်တာ legitimate ဆိုတာဥပဒေအရဒီ organization ဒီအဖွဲ့အစည်းရဲ့ဥပဒေအရပေးအပ်ပိုင်ခွင့်ရှိတဲ့အထက်လူကြီးတွေကဒီလူကိုဒီဌာနရဲ့ manager အဖြစ်နဲ့တနည်းအားဖြင့်ဒီဌာနဥဆောင်သူအဖြစ်နဲ့အဲပေးပြီးတော့ခန့်အပ်လိုက်မယ်ဆိုရှင်သူဒီဒီဌာနရဲ့ဥဆောင်သူဆိုတဲ့နေရာကိုရသွားလိမ့်မယ်အဲ့ဒါဟာ formal leadership ပါပဲနော်ပုံစံတကျတရားဝင်အဖွဲ့အစည်းကနေပြီးတော့ pay up ထားတဲ့လုပ်ပိုင်ခွင့်ပေါ့ နောက် informal leadership ကခုနလေးတင်ပြောသွားတဲ့အထက်လူတွေကသူ့ကို leader အဖြစ်သုံးဖို့ manager အဖြစ်နဲ့အဲခန့်အပ်စရာမလိုဘူးသူ့ရဲ့စွမ်းဆောင်ရည်ကြောင်းမလို့ဒါမှမဟုတ်သူ့ရဲ့ personality ကြောင်းမလို့เนาะလူတွေကသဘောတွေကျပြီးတော့ သူ့ကိုအားကိုးလာတယ်ယုံကြည်လာတယ်အဲလေးစားလာတယ်အဲ့ဒီလိုဟိုဖြစ်တဲ့အတွက်ကြောင့်မို့အလိုလို तू ကဥဆောင်တဲ့နေရာရောက်သွားတာမျိုးပေါ့အဲ့ဒါကိုကြတော့အဲဘသူကမှတရားဝင် အခွင့်အာဏာနဲ့တတ်မှတ်ပေးထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ informal leadership ဆိုပြီးတော့အဲ့ဒီလိုပြောပါတယ်အဲ့တော့ legitimate power ဆိုတဲ့တရားဝင် ဥပဒေအရအနှင်းထားတဲ့ ပါဝါဆိုပြီးတော့ပြောတဲ့အခါကျတော့ဒီပါဝါမျိုးစားလေးနည်းနည်းလောက်အထပ်ပြီးတော့ sharing လုပ်ပေးပါမယ်လီဒါတွေစီမှာဘလို့ပါဝါမျိုးရှိတလဲပေါ့လေနော်ဒါလေးနည်းနည်းစဉ်းစားအောင်အဲ့မှလည်းပဲပါဝါမျိုးစားကိုကဏ္ဍနှစ်ခုခွဲလို့ရပါတယ် position power နဲ့ personal power position power ဆိုတာယာတူဌာနန္တရမှာရှိနေတဲ့ power personal power ဆိုတာလူမှာရှိနေတာတနည်းအားဖြင့် အဲခုံမှရှိတဲ့ပေါဝါနဲ့လူမှရှိတဲ့ပေါဝါပေါ့နော်ဆိုတော့ဒီလူကဒီခုံမှထိုင်ခွင့်ရှိသွားရင်တော့အာအယံပြည့်စုံသွားတာပေါ့နော်ဒီနေရာအရာယာဒူးဌာနန္တရအဖြစ်လဲသူ့မှာ leader ဆိုတဲ့လုပ်ပိုင်ခွင့်ရှိတဲ့သူကိုနှိုက်မှာကလည်းပဲ leader ဆိုတဲ့အကြီးချင်းအကြီးသွေးတွေရှိတယ်